ကဲတူရီမိတ်ဆွေများအားလုံးပဲမင်္ဂလာပါနော်အားလုံးပဲမင်္ဂလာပါလို့ဒီနေ့ဆက်ရှိရတဲ့နောက်ဆုံးပွဲစဉ်နောက်ဆုံးပွဲနောက်ဆုံးနေ့တောက်ကြနေ့စနေနေ့10မိနစ်မှာတွေ့ရှိမဲ့ကဏ္ဍလေးလေးကိုကျွန်တော်ချပြပြီးမှဖြစ်တယ်ဟုတ်ကဲ့ကျွန်တော်2ဒီကိုထုံး UG channel ကနေပြီးတော့ကျွန်တော် live လွှင့်လို့ပြသပေးနေပါတယ်ခင်ဗျာ ဟုတ်ကဲ့ပါအာခုဝင်ကြည့်နေကြတဲ့မိတ်ဆွေပေါင်းအားလုံးပဲမင်္ဂလာပါအခုမိတ်ဆွေတို့တွေ့နေရတဲ့ဟိုနေ့ကတော့ကြီးလေးတွေကတော့ညာတော့ကျွန်တော်ပြခဲ့တဲ့တဏီကုံကြီးတွေပါနော်ပွဲစဉ်မပြတ်တောက်လျှောက်မှန်လာတဲ့ကြီးလေးပါအဲကြောင့်ကြီးကြိုက်တဲ့မိတ်ဆွေများကတော့ဒီကနေ့တောက်ကြနေ့မနေ့ညတဏီကုံမှာ၄၉နှစ်ကြီးပါဦး၄၉နှစ်ကြီးပါ ဒီကိလေသာမနဲ့ကိုမထီလို့ရှင်ညကိုထီပါလေမနဲ့ညလည်းထီပါလေနော်ကဲအားလုံးပဲအခုကြည့်နေကြတဲ့မိတ်ဆွေများကလည်းကျွန်တော်ရဲ့ channel လေးကို like share လေးနဲ့ကူညီပြပါနော် like share လေးများများလေးနဲ့ကူညီပြပါလူလူလေးနဲ့လည်းစောင့်ကြည့်နော်အဲကြောင့်မို့လူလေးနဲ့များလောက်လိုက်ရှယ်လေးနဲ့ကူညီပေးပါ အပေါင်းလေးနေလက်မလေးနေအသေးလေးတွေနေသွားနော်ကိုဝင်ပြီးတော့ကြည်နေကြတဲ့မိတ်ဆွေပေါင်းအထူးပဲကျေးဇူးတင်ပါတယ်အခုကျွန်တော်ချပြထားတဲ့ကီးရတော့တနေကုန်စာကီးပါနော် ၄၉နှစ်ကြီးပါဒီနေ့တောက်ကြနေတနေ့အတွက်၄၉နှစ်ကြီး၄နှစ်ကြီးနဲ့ဆိုရင်မိစွေတို့ကျွန်တော်မွေးကနချပေးတာလားရှိရနော်မွေးကနကတချောက်၄ခုအခွေတချောက်၄ခုအခွေကိုကျွန်တော်လေးလုံးအခွေ၄တက်ကလေး၆ကိုတက်က၉၆၀ကျိုး၆ရဲ့ဆိုပြီးတော့ဒီ၄ခွက်ကို မိတ်ဆွေတို့ကျွန်တော်ချပေးခဲ့တယ်မထွက်သေးပါဘူးเนาะဒီနေ့နောက်ဆုံးနေ့တကယ်နောက်ဆုံးနေ့ထိုးရမယ်၄နှစ်ကြီးနေဆိုရင်ဒီကဏ္ဍနေရာထိုးသင့်တဲ့ကဏ္ဍတွေပါเนาะထွက်တော့မှာပါဒီဘက်မှာတကွက်တော့အများအားထွက်ပါတယ်ကဲလေးလုံးခွေထိုးခြင်းလည်းမင်းသမီးကတော့၄၁၉၆ခွေပါနော် လစ်တ်69ကိုကြီးကိုကြီးကြိုက်တဲ့မိတ်ဆွေများကတော့၄ကိုနှစ်ကြီးအဲတော့မိမိတို့ကြိုက်နှစ်တရားကိုယူသုံးလို့ရပါတယ်ကဲအဲဆိုရင်ကျွန်တော်မိတ်ဆွေတို့ထိတ်စည်းလေးတစ်လုံးနဲ့ထိုးရမယ့်ကဏ္ဍလေးကိုကျွန်တော်ချပြပေးမှဖြစ်တယ်အားကြောင့်မလို့မိတ်ဆွေတို့ကကျွန်တော်နဲ့အတူ ကျွန်တော်ရဲ့ live လေးကိုပြီးဆုံးတဲ့အထိတိုင်အောင်ဝင်ရောက်ကြည့်ရှုပေးစေကြတယ်နော်ကဲ live share လေးနဲ့များများလေးကူညီပေး live share လေးလုပ်တာနော် live လေးလုပ်တာ live လမလေးနှိပ်တာအပေါင်းလေးနှိပ်တာအသေးလေးပြီးတာနော်လူလေးနေနေများလာအောင်လူလေး

အဲကြောင့်မေးဆွေလိုရတယ်တေချာလေးကြည့်ပေးမနေ့ကခွန်ထိတ်မနေ့ကခွန်ထိတ်စီနော်ခွန်ထိတ်စီ83ဆိုရင်ဩကွက်83ဆိုရင်ဩကွက်ဒီရမယ်82က82ကနေ82နဲ့ပြီးပြီလို့အောင်းမိတာတက်လက်တပွဲ့ပေါ82ပြီး83ပွဲ့တက်တပွဲ့ပေါ့အခုရောဗျာကိုဩကွက်ထုတ်ထားတဲ့83မှာကျော်ပြီးတော့84ဆိုပြီးတော့ ်ထွက်သွားတယ်နော်ကြည့်အားကြောင့်လို့ဒီမနေ့မှာဘာကနန်းလေးကောင်းတယ်တစ်ချက်ကြည့်မယ်နော်တစ်ချက်ကြည့်ဒီကနှစ်ကဲသုံးရဒီနှုံးပေါင်းချက်ငါးပါတဲ့ငါ့ကိုဒီတစ်သုံးကတစ်ထည့်စီနဲ့ပေါင်းဒီသုံးလုံးပေါင်းချက်နှစ်သုံးတစ်ဒီသုံးလုံးပေါင်းချက်ဘယ်လောက်ရမလဲနှစ်သုံးတစ်ဒီသုံးလုံးပေါင်းချက်ဘယ်လောက်ရမလဲ6လို့ရမှာဖြစ်တယ်နှစ်သုံးတစ်သုံးလုံးပေါင်းချက် 6လို့ရမှာဖြစ်တယ်။နောက်တစ်ပွဲမှာဒီခွန်ရဲ့9ရဲ့ခွန်ခွန်ကနှလုံးပေါင်းခြင်းက2ဒီ6နဲ့ပေါင်းရင်လောက်ရမလဲခွန်ရဲ့9ရဲ့6ပဲဒီနဲ့ပေါင်းရင်8လို့ရမှာဖြစ်တယ်။ဟုတ်ပြီအဲဆိုရင်နောက်တစ်ပွဲဆက်ကြည့်အောင် ီက၃ညရခုံရင်၃ညဒီ၃လုံးပေါင်းကြီးကဘယ်လောက်ရမလဲ၃ညနဲ့ခုံရင်၄လုံးပေါင်းကြီးတော့ခုံဒီ၃နဲ့ပေါင်းရင်ဘယ်လောက်ရမလဲ၃ညလို့ရမှာဖြစ်တယ်အဲဆိုရင်ကျွန်တော်ကဒီခုံရဲ့၄ရခုံ၄၄နှလုံးပေါင်းကြီးက၁ဒီ၆နဲ့ပေါင်းရင်ဘယ်လောက်ရမလဲခုံရဲ့၄နဲ့နှလုံးပေါင်းတော့ ဒီဒီချောင်းနဲ့ပေါင်းရင်ကျွန်တော်ကခွန်လို့ရမှာဖြစ်တယ်။ဟုတ်ပြီအဲ့ဒီတော့အဲ့တော့ကျွန်တော်ကဒီသုံးလုံးပေါင်းရင်6ဒီသုံးလုံးပေါင်းရင်8ဒီသုံးလုံးပေါင်းရင်3ညဒီသုံးလုံးပေါင်းရင်ခွန်ဆိုပြီး6 8 3ညခွန်ဆိုပြီးကဏ္ဍလေးရတယ်။ဟုတ်ကဲ့အားလုံးမင်္ဂလာပါခင်ဗျာ။ကဲအဲ့6 8 3ညခွန်ဆိုတဲ့ကဏ္ဍလေးတွေကိုသူက နှစ်31ဒီသုံးလုံးပေါင်းချက်6ကိုလည်းတဲ့639ဒီသုံးလုံးပေါင်းချက်ကလည်း6ပါပဲတဲ့ဒီသုံးလုံးပေါင်းချက်ကလည်း6ပါပဲဒီမှာ6နဲ့6နဲ့3နဲ့ပေါင်းတော့9ကိုဒီ6ပြအောင်ဒီ3လုံးပေါင်းချင်း6ကိုဒီ3လုံးပေါင်းချင်း6ကိုဒီ3လုံးပေါင်းချင်း9ရှိတော့ကျွန်တော်ကခွန်ထိတ်တက်ပြတယ် ွန်ဒိတ်ထက်ပြရတဲ့အမ630ခွန်ပေါင်းညာလဲ6ပါပဲတဲ့ကဲနောင်တပင်မှာခွန်ရ9ရ6ပဲဒီသုံးလုံးပေါင်းညာ8ပါတဲ့ခွန်9 6ဒီသုံးလုံးပေါင်းညာ8ဒီ8လို့ရေးထားရနော်ခွန်9 6ဒီသုံးလုံးပေါင်းညာ8ကိုတဲ့တဲ့3ရ9ရဒီနှလုံးပေါင်းညာ8ရှိရဲ့တွေ့တဲ့8ဖြစ်အောင်လို့တဲ့3ညာထိစီထည့်ပြရပါလေတဲ့အဲ့မှာ3 5 3ညာပေါင်းညာလဲ8ပါပဲတဲ့ ဒီ6ကိုဒီ6ဒီ7ကိုဒီ7ဟုတ်ပြီအဲဆိုရင်ခု3ညရဲ့ခုံရဲ့3ရဲ့ဒီ3လုံးပေါင်းကြ3ညရဲ့ခုံရဲ့3လုံးပေါင်းကြ3ညလို့ရတယ်3ညရဲ့ခုံရဲ့3လုံး3ရဲ့3လုံးပေါင်းကြ3ညလို့ရလို့တဲ့ဒီက6ရဲ့ခုံရဲ့ခုံရဲ့6ခုံခုံဒီ3လုံးပေါင်းကြလည်း3ညပါပဲတဲ့ဒီမှာ ဝါးနော်ဝါးရယ်ဘယ်လိုပြစ်သွားလဲဘယ်လိုပြစ်လို့လဲဟုတ်ပြီ393ဒီသုံးလုံးပေါင်းခြင်း3ညဖြစ်တဲ့အတွက်တဲ့6ကခွန်ခွန်ရင်ဒီသုံးလုံးပေါင်းခြင်း3ညပါပဲတဲ့ဒီလို6ကခွန်နဲ့ဒီလို3ရှိတော့ ကျွန်တော်တို့ကသုံးညဖြစ်အောင်ခွန်ထိပ်ပဲထည့်ပြရတယ်မနေ့ကခွန်ထိပ်စည်းရနော်ခွန်ထိပ်ပဲထည့်ပြရတယ်တဲ့ဟုတ်ပြီအဲဆိုရင်ကျွန်တော်ဒီမနေ့မနေ့စည်းမှာလည်းခွန်ရ၄ရ၆ကဒီသုံးလုံးပေါင်းညဘယ်တော့ရမလဲခွန်ရ၄ရနှလုံးပေါင်းတော့၁ဒီချောင်းနဲ့ပေါင်းတော့ကျွန်တော်ခွန်လို့ရတယ်အဲ့ခွန်ကိုလည်း ဒီတော်တော်မောင်ကြီးကခွန်ဖြစ်ပြရပါမယ်တဲ့ဒီတော်တော်မောင်ကြီးခွန်ဖြစ်ပါဒီမှာတုံညာရှိတယ်လေးရှိတယ်ကျွန်တော်ခွန်ဖြစ်အောင်ဗာထုတ်တဲ့ပြရမလဲကဲတီးရမိတ်ဆွေတွေမှန်သွားပြီနော်မှန်သွားပြီပါဒီမှာတုံညာရှိတယ်ဒီမှာလေးရှိတယ်ဒီခွန်ပြရဒီမှာဗာထုတ်တဲ့ပြရမလဲမှန်သွားပြီပါကျွန်တော်တရားစပြန်ပြောပြမယ်နှစ်ကဲ၃ရက်တစ်ကဲ နှစ်တုံဒီသုံးလုံးပေါင်းရ6အဲ့6ပြစ်လို့လဲ6ရဲ့3ရဲ့9ရဲ့ဒီသုံးလုံးပေါင်းရင်6လို့ပြန်ပြီးတော့ချိုးပါတယ်နောက်လို့က9ရဲ့5ရဲ့6ရဲ့ဒီသုံးလုံးပေါင်းရင်8ပါတယ်9 5 6ဒီသုံးလုံးပေါင်းရင်6ပြစ်လို့လဲ3ရဲ့5ရဲ့3ရဲ့ဒီသုံးလုံးပေါင်းရင်လည်း8ဖြစ်ပါတယ်နောက်တစ်ပွဲမှာ၃ညရဲ့၇ရဲ့၃ရဲ့ဒီသုံးလုံးပေါင်းချင်း၃ညဖြစ်လို့တဲ့၃ည၇၃ဒီသုံးလုံးပေါင်း၃ညဖြစ်လို့တဲ့ 6ကက်ခွန်ရခွန်ရဒီသုံးလုံးပေါင်းညတုံညဖြစ်ပါတယ်တဲ့ဟုတ်ကဲ့ပါ3ထိပ်ပါဒီကခွန်ရ4ရ6ရဒီသုံးလုံးပေါင်းညခွန်ဖြစ်လို့တဲ့တုံညရ4ရရှိတော့ကျွန်တော်ခွန်ဖြစ်အောင်ကျွန်တော်က3ထိပ်ကိုထည့်ပြရမှာဖြစ်တယ်ဟုတ်ပြီအဲ့ဆိုရင် ကျွန်တော်က3ထိပ်ကလေးတပွဲရအဲ့ဆိုရင် သုံးထိပ်ကလေးတပွဲရပြီသုံးထိပ်ကလေးရတပွဲရပြီဆိုတော့ကျွန်တော်ကမနေ့ကကဒီပွဲမှာတော့နောက်ပြီးက3နောက်ပြီးနဲ့ခြာနော်3နောက်ပြီးဆိုတော့4နောက်ပြီးထွက်သွားခုပြောအခုဒီပွဲမှာကျွန်တော်ကနောက်ပိတ်ကလေးကို3မိနစ်ကကင်းနေပဲ3မိနစ်ကကလေးနဲ့ပဲနောက်ပိတ်ကို ပြပေးမယ်နော်3မိနစ်ကကလေးနဲ့ဆိုတော့နောက်ပြီးကဒီ23 ဒီ93ကနှစ်တည့်စီရဲ့85 9နောက်ပြီရဲ့ဒီထိတ်စီးနဲ့နောက်ပြီဒီလုံးဆောင်မုံညာဘယ်လောက်ရမလဲနှစ်ကငါးရဲ့ဒီလုံးမုံညာဘယ်လောက်ရမလဲခွန်လို့ရမှာဖြစ်တယ်ခွန်လို့ရမယ်ဖြစ်တဲ့အတွက်အဲ့ခွန်ရတဲ့ဒီနှလုံးနှစ်ကငါးရဲ့နှလုံးမုံညာခွန်ကနောက်ပိတ်ပါတဲ့ဟုတ်မနေ့ကတော့လေ85ခွန်ထိတ်စီးရှိတယ်3ညခွန်အောင်ခွန်လိုက်ပြီ ဒီခုနှစ်ခုနှစ်ဒီနှလုံးပေါင်းကြီးကဘာရမလဲလေးလို့ရမှာမြင်တယ်လေးလို့ရမယ်ဆိုရင်အဲ့လေးကနောက်ပြီပါတဲ့ဟုတ်အဲ့ဆိုရင်ကျွန်တော်ကအခုမှဒီမှာ၃ညခုက၃ညအထိရှိတယ်84ကလေးနောက်ပြီရှိတယ်၃ညနဲ့လေးနဲ့၃ညထိနဲ့လေးနောက်ပြီနဲ့ဒီနှလုံးပေါင်းကြီးကဘာရမလဲလေးလို့ရမှာဖြစ်တယ် လေးလိုရမယ်ဖြစ်တဲ့ဒီပွဲမှာလေးနောက်ပိတ်ပါပဲတဲ့လေးနောက်ပိတ်ပါလေဟုတ်ပြီအားလို့ရှင်ကျွန်တော်ကဒီတိုင်းလေးနောက်ပိတ်ဒီတိုင်းလေးနောက်ပိတ်မကြဘူးလေးနောက်ပိတ်မကြဘူးဆိုရင်ကျွန်တော်ကဘယ်လိုကြည့်မလဲ9ရက်8ကဲ3ရက်9ရက်8ကဲ3ရက်9ရက်8 3ဒီသုံးလုံးပေါင်းရဘယ်လောက်ရမလဲ9ရက်8ကဲ3ရက်9 8 3ဒီသုံးလုံးပေါင်းရဘယ်လောက်ရမလဲ9 တုံညလို့ရမှာဖြစ်တယ်ဒီသုံးလုံးမောင်းရင်တုံညနောက်ဘက်နှစ်ကဲ3ရက်5ရက်ဒီသုံးလုံးမောင်းညလည်းလောက်ရလေဒီသုံးလုံးမောင်းညလည်းတုံညလို့ရမှာဖြစ်တယ်နောက်တစ်ပွဲမှာခွန်ရ9ရက်ခွန်ရဒီသုံးလုံးမောင်းညဘယ်လောက်ရမှာလဲခွန်9ခွန်ဒီသုံးလုံးမောင်းည9လို့ရမှာအဲ့တုံညတုံည9ကိုသူက3နဲ့9နဲ့ ဒီတိတ်စီးနဲ့ဒီနောက်ပြီးတဲ့နှလုံးမောင်းကြီးကလည်းတုံညပါပဲတဲ့နောက်ကဒီသုံးလုံးမောင်းကြီး1 3 5ဒီသုံးလုံးမောင်းကြီးတုံညဟုလည်းတဲ့ဒီက6တိတ်နဲ့4ပြီးနဲ့ဒီနှလုံးမောင်းကြီးကတုံညပါပဲဟုတ်ပြီအဆိုရှင်ခွန်9ခွန်ဒီသုံးလုံးမောင်းကြီး9ကြောင်းနဲ့ဒီနှလုံးမောင်းကြီးက9ဖြစ်ပြီးရပါမယ်9ဖြစ်ရပြီးရမယ်ဆိုတော့ကျွန်တော်ကဘာနောက်ပြီးပြီးရမလဲတုံညရှိရဲဆိုတော့9ဖြစ်အောင်ကျွန်တော်က9တလုံးနောက်ပြီးတက်ပြီးရမယ် အဲ့မှာ3တိစီနဲ့3 4 9ဆိုရက်ကဏ္ဍနှစ်ခွက်ကိုရရှိမှာဖြစ်တယ်3 4နှစ်ခွက်3ကိုကဏ္ဍနှစ်ခွက်ကိုရရှိမှာဖြစ်တယ်ဟုတ်ကဲ့အားကြောင့်မလို့ကဲအဲ့ဆိုရင်နောက်ထပ်စိုက်ကလေးတစ်စိုက်ကိုတက်ပြပြမယ်နော် ကဲခုကြည့်နေကြတဲ့အားလုံးပဲမင်္ဂလာပါခင်ဗျကျွန်တော် like ဘောမိတ်ဆွေတို့စိုက်နှစ်သက်ဆိုရင် like share လေးများများနဲ့ကူညီပေးပါ like share လေးလည်းလုပ်ပေးပါနော်လက်မလေးနေအသေးလေးနေသွားနော် channel subscribe လုပ်ရသေးတယ်မိတ်ဆွေများကလည်း channel subscribe လေးလုပ်ထားပါမိတ်ဆွေတို့နောက်ထပ်တစ်စိုက်ထပ်ပြပေးမှဖြစ်တယ်နောက်ထပ်တစ်စိုက်ထပ်ပြပေးမှဖြစ်တဲ့အတွက်တေချာလေးကြည်တာအခုကြည့်နေကြတဲ့မိတ်ဆွေပေါင်း စိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းတွေလည်းပြည့်စုံနိုင်ကြပါပြီဗျာအဲဆိုရင်ခုနကကဒီ၃လုံးပေါင်းခြင်းတော့6ဒီ၃လုံးပေါင်းခြင်း6ကိုဒီ၃လုံးပေါင်းခြင်းက6လို့ခြေကနော်အခုတစ်ဆိုင်ကတေချာလေးကြည့်အခုတစ်ဆိုင်ကဒီ၃လုံးပေါင်းခြင်း6ဟုတ်ဘူးဒီနှလုံးနဲ့ဒီတစ်တိတ်ရှစ်ပိတ်ဒီနှလုံးပေါင်းခြင်း9 အဲ့ကူဒီထိပ်စီးနှစ်နဲ့ပေါင်းဒီသုံးလုံးပေါင်းရင်ဘယ်လောက်ရမလဲ18နှစ်ဒီသုံးလုံးပေါင်းရင်ဘယ်လောက်ရမလဲ2ကဲ6ကဲ1ကဲဒီသုံးလုံးပေါင်းရင်ကျွန်တော်က1လို့ရမှာဖြစ်တယ်ဟုတ်ပြီအဲ့ဆိုရင်နောက်တစ်ပွဲမှာလဲ6ကဲ3ရဲ့ခွန်ရင်ဒီလုံးပေါင်းရင်9ဒီခွန်နဲ့ပေါင်းရင်ဘယ်လောက်ရမလဲ6 3ခွန်ဒီသုံးလုံးပေါင်းရင်ဘယ်လောက်ရမလဲ6 6လို့ရမှာဖြစ်တယ်။ဟုတ်ရဆိုရင်နောက်တစ်ပွဲမှာလည်းဒီမှာ3ရှိတယ်ဒီမှာ5ရှိတယ်ဒီလိုမောင်းချင်း8ဒီ3ညနဲ့ပေါင်းရင်ဘယ်လောက်ရမလဲဒီ3ညနဲ့ပေါင်းရင်8လို့ပဲရမှာဖြစ်တယ်။ဟုတ်ပါရဲ့ဇူလိုင်မို့ကဲအခုဒီတပွဲမှာ ဒီက6ရှိတယ်ဒီက9ရှိတယ်ဒီက9ရှိတယ်ဒီသုံးလုံးပေါင်းရင်ဘယ်လောက်ရ6ခွန်ခွန်ဒီသုံးလုံးပေါင်းရင်ဘယ်လောက်ရမလဲ3ညလို့ရမှာဖြစ်တယ်ဟုတ်ပြီအဲ့အဆိုရင်1 6 8 3ညဆိုတဲ့ကဏ္ဍနေ့ကျွန်တော်ဥပါရ1 6 8ဆိုတဲ့ကဏ္ဍနေ့ရတော့အဲ့1 6 8ဆိုတဲ့ကဏ္ဍနေ့ကိုသေချာကြည့်ကြမယ်ဆိုတော့နော် တိကေစိကေနှစ်ကေဒီသုံးလုံးတတစိနှစ်ဒီသုံးလုံးတကိုတဲ့တရားရှိကေ၆ကေဒီထိတ်စီးရဲ့ဒီသုံးလုံးကောင်းကြီးကလည်းတပါလေတဲ့တစိနှစ်ဒီသုံးလုံးကောင်းကြီးတကို၈ကေ၆ကေခုံးရဲ့ဒီသုံးလုံးကောင်းကြီးကလည်းတပါလေတဲ့အဘွားဆိုင်နဲ့မတူဘူးနော်အဘွားဆိုင်ကဒီသုံးလုံး၆ကိုဒီသုံးလုံး၆ကိုခြေတာအခုက၈ တရှိနှစ်ဒီသုံးလုံးတစ်ကို86ခွန်ဒီသုံးလုံးတစ်နဲ့ချေတာဟုတ်ကဲ့အဲဒါဆိုရင်နောက်တစ်ပွဲမှာ6ရက်3ရက်ခွန်ရဒီသုံးလုံးပေါင်းကြီး6ပါ6ရက်3ရက်ခွန်ရဒီသုံးလုံးပေါင်းကြီး6ကိုလေတဲ့ဒီက3ရက်3ရက်နှလုံး6ရှိတော့6ကြောင်ကျွန်တော်က3ညထိနေ3 3 3ညမှာကျွန်တော်ကဒီ6ကိုရမှဖြစ်တယ် အဲဆိုရင်နောက်တစ်ပင်ဆက်သွားမယ်နော်နောက်တစ်ပင်ဆက်သွားမယ်ဆိုတော့305ရဲ့၃ည305ရဲ့၃ညဒီသုံးလုံးပေါင်းရဲ့၈ပါတဲ့ဒီသုံးလုံးပေါင်းရင်၈ကိုလေတဲ့ဒီသုံးလုံးပေါင်းရင်5ရဲ့6ကဲ9ရဲ့5ရဲ့6ကဲ9ရဲ့ဒီသုံးလုံးပေါင်းရင်လည်း၈ပါပဲတဲ့ဟုတ်ပြီအဲဆိုရင်ကျွန်တော်က 6ကခွန်ရဲ့ခွန်ရဲ့တုံကြပါတဲ့6ကခွန်ရဲ့ခွန်ရဲ့တုံကြဘူးဒီခွန်ရဲ့တုံကြရဲ့တုံကြဖြစ်အောင်ဒီမှာပါထိတ်တဲ့ပြင်လဲဒီခွန်ရှိတဲ့ဒီတုံကြရှိတဲ့နှလုံးပေါင်းချင်းခွန်ရှိတဲ့တုံကြဖြစ်အောင်လို့ကျွန်တော်ကပါထိတ်ကိုတည့်ပြရမလဲထိတ်စီးလေးတစ်လုံးကိုတည့်ပြပါနော်ထိတ်စီးလေးတစ်လုံးကိုတည့်ပြပါတုံကြဖြစ်အောင်ဒီမှာခွန်ရှိတဲ့ဒီမှာတုံကြရှိတဲ့ထိတ်စီးလေးတစ်လုံးကိုတည့်ပြပါ ုံးနဲ့ဟုတ်ကဲ့ဇူလိုင်မို့ဟုတ်ပါလဲသုံးထိပ်ပါပဲခင်ဗျာအပေါ်မှာလဲသုံးထိပ်စီးပါပဲเนาะအခုလဲဒီအောက်ကစိုက်မှာလဲသုံးထိပ်စီးပါပဲအဲ့လိုသုံးထိပ်စီးလို့ကြာမှာဒါလေးကျွန်တော်ကညက်နေစီထိပ်စီးတဲ့၃ကတစ်ထိပ်စီးနဲ့မနဲ့စီး၂၃ကနှစ်ထိပ်ဒီနှလုံးပေါင်းညက်၃လို့ခြုံပါဖြစ်တယ်အဲ့တော့နောက်တစ်ခုက 63က6ထိပ်စီရဲ့85ခွန်ထိပ်စီရဲ့ဒီနှလုံးပေါင်းညံ့လဲ3လို့ချုပ်မှာဖြစ်တယ်။နောက်ဘွဲမှာညံ့နေစီ36က3ထိပ်စီရဲ့မနေ့စီ39ခွန်က39ထိပ်စီရဲ့ဒီနှလုံးပေါင်းညံ့လဲ3လို့ချုပ်မှာဖြစ်တယ်။နောက်ဘွဲ68က6ထိပ်စီနဲ့84ရခွန်ထိပ်စီရဲ့ဒီနှလုံးကလဲ3လို့ချုပ်မှာဖြစ်တယ်။အခုဒီဘက်ကလည်းမနေ့ကညနေက3 9ဆိုတော့ သုံးညထိတ်စည်းကြတာအတွက်ဒီတော့သုံးလို့ခြုံမစုံလဲကျွန်တော်ကသုံးထိတ်စည်းပါပဲတဲ့ဟုတ်ပြီအဲ့ဆိုရှင်သုံးထိတ်စည်းသုံးထိတ်စည်းတင်လဲဘယ်လိုကြမလဲသုံးထိတ်စည်းတင်လဲဘယ်လိုကြမလဲဆိုတော့ညနေစည်းမှာဒီမနေ့စေ23က3နောက်ပြည့်ရညနေစေ36ကဒီနှလုံးရ3ရ3ရ6ပဲ336ဒီ3လုံးပေါင်းညဘယ်လောက်ရမလဲမေဆွေတို့ 336ဒီသုံးလုံးပေါင်းညာနှစ်လို့ရမှာဖြစ်တယ်နှစ်လို့ရနှစ်လို့ရမှာဖြစ်တဲ့အတွက်3336ရဲ့ဒီသုံးလုံးပေါင်းချင်းနှစ်နှစ်ရရဲ့နှစ်ရဲ့ပါဝါခွန်အဲ့ခွန်တစ်လုံးကနောက်ပိတ်ပါတဲ့သူစောင်းပါအဲ့တော့တုံညာဒိစီခွန်နောက်ပိတ်နဲ့ပါထွက်လဲတုံညာခွန်ဆိုရထွက်တယ်ဟုတ်ကဲ့မင်္ဂလာပါဇူလိုင်မူဟုတ်ကဲ့အဲ့ဆိုရှင်ကျွန်တော်နောက်တစ်ပွဲမှာလဲ 9ရဲ့6ကရှိကေ9 9 6 8ဒီသုံးလုံးပေါင်းကြည့်ရဘယ်လောက်ရမလဲ9နဲ့6နဲ့ပေါင်းတော့1 8နဲ့ပေါင်းတော့9 9ကိုရတဲ့တွဲတဲ့အဲ့9ရဲ့ power 400နောက်ပြီးမှနောက်ပြီပါတဲ့9ရဲ့ power 4နော်အဲ့ဆိုရင်ကျွန်တော်ကဒီမှာခွန်ရှိတယ်ဒီမှာ3ည5နှလုံးရှိတယ်ခွန်3ည5ဒီသုံးလုံးပေါင်းကြည့်ရပါရမလဲခွန်ရဲ့3ည5ရဲ့ဒီသုံးလုံးပေါင်းကြည့်ရ1လို့ရမ နှစ်လို့ရတယ်လေခွန်၃ညာငါဒီသုံးကောင်းချင်းနှစ်လို့ရတယ်နှစ်ရပါဝါခွန်နောက်ပြီပါတဲ့အဲဆိုရင်ကျွန်တော်ကသုံးထိပ်စီခွန်နောက်ပြီနဲ့30ခွန်ဆိုတဲ့ကဏ္ဍဒီတကူရမယ်အဲလိုခွန်နောက်ပြီလို့ကြာမှာလဲဒီနှလုံးပေါင်းကြီးကခွန်နဲ့ခွန်နဲ့ဒီနှလုံးပေါင်းကြီးက၄၃ညာနဲ့ဒီနှလုံးပေါင်းကြီးက၄ဒီမှာခွန်ကြီးတော့ခွန်နဲ့ခွန်နဲ့ဒီနှလုံး၄ဖြစ်အောင်ခွန်နဲ့ခွန်နဲ့နှလုံးပေါင်းကြီး၄လို့ချုပ်မှာဖြစ်တယ် အားကြောင့်မို့3ထိပ်စီ9နောက်ပြီနဲ့30ခွန်3ထိပ်စီ4နောက်ပြီနဲ့34 3ထိပ်စီ9နောက်ပြီနဲ့39ဆိုရဲကဏ္ဍနေ3ခွက်9ချပစ်လိုက်ပါတယ်ကီးရ4ကို2ကီးအဲ့မှာ2တလုံးကြံနေနော်32ဆိုတဲ့ကဏ္ဍနေတစ်ခွက်ပါထည့်ထိုးပေးစေချင်ပါတယ်နော်ဟုတ်ကဲ့ဒီကနေ့ဒီမနေ့ဒီမနေ့ကျွန်တော်တို့ ရှိရဲ့၁၂နာရီတမိနစ်မှာသုံးရထိတ်ပါလို့နော်သုံးထိတ်သုံးထိတ်ကိုကျွန်တော်ကြိုက်ပါတယ်ကြိုက်တဲ့မိတ်ဆွေများကလည်းသုံးထိတ်နဲ့ကစားပါအဲ့သုံးထိတ်နဲ့ဆိုရင်အခုကျွန်တော်ချပြကပီးခဲ့တဲ့မိတ်ဆွေတို့34 39 39 ခဏလေးသုံးခဲ့ခဲ့ကျွန်တော်ဒီကနေ့ကီးရကီးရတော့နေကုန်ကီးလေးကိုနှစ်လေးကိုနှစ်ကကီးလေးကိုနှစ်ကီးနေကိုနေကုန်ကီးရလေးကိုနှစ်ကီးအဲ့တော့ဒီမှာလေးကိုနှစ်ကီးရမှာ3လေးပါတယ်3ခုပါတယ်နှစ်တလုံးကြာနေတဲ့အတွက် 32ဆိုတဲ့ကဏ္ဍနီးတစ်ခွက်ကိုထည့်ထိုးပေးပါငါးပရိကိုငါးပရိလို့ပြန်မချီဘူးလို့မပြောလို့မရပါဘူးနော်အားကြောင့်မလို့ဟော28ဟုတ်ပါတယ် sorry မှားပါနော်28ရပါ28ရမ28ရ72နာရီ10မိနစ်ပါနော်ဟုတ်ကဲ့ထိပ်စည်းကိုတော့ကျွန်တော်3ထိပ်စည်းကြိုက်ပါတယ် အဲ၃နံပါတ်တော့3439 3932ဆိုတော့ကဏ္ဍနီလုတ်34ကွက်ကူတော့မိတ်ဆွေတို့ကိုဒီမနေ့အတွက်မိတ်ဆွေတို့ကိုကျွန်တော်ချပေးလိုက်ပါတယ်ဂျိုင်းနေတဲ့မိတ်ဆွေများကလည်းယူသုံးပါမဂျိုင်းနေတဲ့မိတ်ဆွေများကလည်းကြော်သွားလို့ရပါတယ်ကျွန်တော်ဘ누구မှအပြစ်ပြောပါဘူးအဲကြောင့်အခုတွင်ကြည့်နေကြတဲ့မိတ်ဆွေပေါင်းစိတ်ချမ်းသာခြင်းကိုကြမ်းမှခြင်းတွေနဲ့ပြည့်စုံနိုင်ကြပါစေလိုအပ်ဆန္ဒတွေတလုံးတော်စီရရှိနိုင်ကြပါစေလို့ ျွန်တော်အနေနဲ့စုမုံကောင်းတောင်းရင်လည်းကျွန်တော်ရဲ့ live show လေးကိုဒီမှာရန်နားလိုက်ပါရယ်အခုကြည့်နေကြတဲ့မိတ်ဆွေတူတူတယောက်ချင်းကိုလည်းအထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ